။အညာဆေယောရဘုံဒီနေ့ယောရဘုံတို့တန်တွက်လေ့ကျင့်ခန်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ကိုရီးယားဆောင်မှာအတန်တွက်ကအရင်ရေးကြည့်ပါတယ်။အဲ့တော့တန်တွက်မှန်အောင်လို့ဒီဗီဒီယိုလေးနဲ့ရှင်းပြလိုက်ပါတယ်ပြပြလိုက်ပါတယ်เนาะအဲ့တော့တန်တွက်လေ့ကျင့်ခန်းဆိုတော့အတန်တွက်ကိုကိုရီးယားလိုဘယ်လိုခေါ်လဲဆိုရင်ဘာရုံလို့ခေါ်ပါတယ်ဘာရုံအတန်တွက် အဲ့လေ့ကျင့်ခန်းလေးကြတော့ယွန်းစုလို့ခေါ်မယ်အဲ့တော့ဘာရွန်ယွန်းစုအတန်တွဲလေ့ကျင့်ခန်းပေါ့နော်နေအဲ့တော့ဒီနေ့ကတော့အတက်တန်ဂါတက်တန်ရဲ့နော်တန်တွဲလေးကိုပြပြပြီးတော့မှဖြစ်ပါတယ်အဲ့တော့နံပါတ်1တည်နေဂါတက်ရဲ့နောက်မှာနာမနဲ့တွေ့ရင်ဂါတက်ကိုငါတန်ထွက်ပြရပါမယ်ဟုတ်ပြီနော်ပြန်ပြပြမယ်အဲ့တော့ဂါတက်ရဲ့အနောက်မှာ နဓမ္မမုံရင်မဆိုရဲစလုံးလေးပေါ့နော်စလုံးလေးကြီးလေးပေါ့ပါလာတယ်ဆိုရင်အရှိကခကိုဘာတန်ပြောင်းမလဲဆိုရင်ငါတန်ပြောင်းပါမယ် အဲ့တော့ဒီမှာပေါ့နော်ကြည့်လိုက်မယ်ဆိုရင်တော့ကို B အနေနဲ့ဆိုလို့ရှိရင်တော့ဒီတင်ဂေတာလေးဒီအဆိုပြီးတော့တင်ရတယ်ဂါနာဒါရာမဘာစာအဟုတ်လားနော်အဲ့တော့အပေါ့ဒါပေမဲ့ तू က B နေရာမှာမဟုတ်ဘဲနဲ့အသက်နေရာမှာဖြစ်သွားတယ်ဆိုရင် तू ကဘာလဲလဲငါတထွက်ပြီးပါမယ်ငါတငတ်တပေါ့နော်ပြောရရင်တော့ငတ်တပေါ့ငတ်တတန်ဖြစ်ပါတယ်နေအဲ့တော့ပြန်မှတ်မယ်နော်ဒီမှာနှစ်မျိုးလို့ရေးပေးထားတယ် နှမျိုးပုံစံပေါ့เนาะပုံစံနှမျိုးနဲ့ရေးပေးထားတယ်ဂအသက်ဒီအနောက်မှာနာနဲ့တော့တွေ့ရင်သူ့ကိုငါတန်းထွက်ပြီးပါမယ်ဂလေးကိုငါတန်းထွက်ပြီးမယ်အဲ့လိုပဲအဲ့ဒီဂဒီအသက်ဂဒီအနောက်မှာမနဲ့တော့တွေ့ရင်အဲ့ဒီဂလေးဒီဘာတန်းထွက်မလဲဆိုတော့ငါတန်းထွက်ပါမယ်နေရမယ်เนาะအဲ့တော့ဥပမာလေးနဲ့ပြပြသွားပါမယ်အဲ့တော့ဥပမာနည်းနဲ့ဆိုရင်ဒီမှာနံပါတ်1 cha a cha kata do jack no na yo nyo nyo na ta do nyon အဲ့တော့တလုံးချင်းညီဆိုမယ်ဆိုရင်เนาะ jack nyon jack nyon ပေါ့เนาะဒါပေမဲ့သူကခြွင်းချက်ပါရှိလေဃအသက်ဒီအနောက်မှာနာနဲ့တွေ့ရင်ဃကဘာပြောင်းသွားလဲနာပြောင်းသွားလေအဲ့တော့ဃသက်ဒီနာနဲ့တော့တွေ့ရင်ဃလေးကအပြောင်းလေ ။ဒါကြောင့်မလို့သူ့ကိုအတန်တော့ဘယ်လိုပြောမလဲဆိုတော့ဂျန်ညောင်းလို့ဖတ်ပါမယ်။ဂျန်ညောင်း။ဂျန်ညောင်းဆိုတာကမနစ်ကဆိုတဲ့အဓိပ္ပာယ်ပါနော်။ဂျက်ညောင်းမဟုတ်ပါဘူး။ဂျန်ညောင်းလို့ဖတ်ပါမယ်နော်။ဂျန်ညောင်း။အင်းနောက်တစ်ခုကကြတော့ဒီမှာနနီကအူဂူကတ္တထာရောဂူ မာဤမီယိုနာတတောမင်းအဲ့တော့ဂူမင်းပေါ့နော်ဂူမင်းအဲ့တော့အဲ့ဒီမှာဘယ်လိုပြောလဲဂါတတ်တီအနောက်ကမနဲ့တွေ့ရင်ငါပြောင်းတယ်ဂါတတ်တီအနောက်မှာမဆလုံးနဲ့တွေ့တော့ဂါတီငါတက်ကိုပြောင်းပြီးမယ်အဲ့တော့ဂူမင်းလို့ဖတ်ပါမယ်ဂူမင်းနော်ဂူမင်းဂူမင်းဆိုပြည်သူလူထုကိုပြောတာပါတိုင်းသူပြည်သားပေါ့ပြောရရင်နော်ဒီနောက်တစ်ခုကကြတော့ ကဲဒီစလုံးလေးဘာအာဘာကိုကတ်တက်ထားတော့ back မူမူလာတတ်တော့မူဘက်မူကာအူအာကွာအူနာတတ်တော့ကွမ်အဲ့တော့ back မူကွမ်နေအဲ့ဒီမှာဘာပြောလဲကာတက်သည်အနောက်ကမနဲ့တွေ့ရင်ကာကငတ်တက်တန်ပြောင်းမယ်နော်ကာသည်မမမနဲ့တော့တွေ့ငါပြောင်းမယ်အဲ့တော့ဘလူးဖတ်ရမလဲဘမ်မူကွမ်ဘမ်မူကွမ် အဲ့တော့ဗမိုးကွမ်းမဟုတ်ပါဘူးဗမိုးကွမ်းလို့ဖတ်ရပါမယ်ရမယ်နော်နောက်တစ်ခါကျတော့နောက်ဆုံးကူဟာအာဟောင်းနာတတော်ဟန်ကအူကိုကတတကူဟန်ကူမာအာမောင်လာတတော်မာကေအဲ့ဒီမှာလည်းတူတူပဲဂါတက်သည်အနောက်ကမနဲ့တော့တည်တော့ဂါသည်ငါတန်ထွက်မယ်အဲ့တော့ဟန်ကွမ်မာဟန်ကွမ်မာဟန်ကွမ်မာ ဟန်ကွန်မာလို့ထွက်ရပါမယ်အတိတ်တွေကကိုရီးယားဘာသာစကားပေါ့နော်ကိုရီးယားစကားပေါ့ကိုရီးယားစကားဖြစ်ပါအဲ့တော့အပေါ်ကျတော့ဘန်မူကန်ကပြတိုက်ပေါ့နော်ပြတိုက်โอเคအဲ့မှာပေါ့နော်ဒီอืมတချို့ဆိုလို့ရှိရင်ဘာဖြစ်လဲအိုက်တိုင်းမဲ့သုံးနေကြတာတည်ရယ်နော်ဂျန်ညောင်ဂူမင်းဘန်မူကန် ဟန်ဂူမာအဲအဲ့လိုပြောရပါတော့နော်။နေအဲ့တော့မဟုတ်တော့ဘူး။အခုတည်သွားပြီဆိုတော့ပြောင်းပြီးတော့ထွက်ကြည့်ကြည့်ပေါ့နော်။အဆင်ပြေမယ်ထင်တယ်။ပြန်ပြောပြမယ်။မတေဂျန်ညောင်းကွန်မင်းဒါမူဂွမ်ဟန်ဂူမာဟုတ်ပြီနော်။အဆင်ပြေမယ်ထင်ပါတယ်။နောက်ထပ်အသက်နှစ်ခုကတော့နောက်တင်ရဆက်မှာပြန်တည်ပါမယ်။အဆင်ပြေပါစေ။အညောင်း